။သာပါဒေါက်တာကြီးဖြစ်ပါတယ်။ကျမကအရင်ဗီဒီယိုလေးထဲမှာအိမ်ပိုင်ရခဲ့တယ်ဆိုတဲ့အကြောင်းအရာလေးကိုတင်ထားတာရှိတော့အဲ့ဒီမှာတချို့ချစ်ဆုံးတွေကလာမေးကြရရှိရေပေါ့နော်။ဆိုအိမ်ပိုင်ဘလို့ရခဲ့တာလဲပေါ့နော်အဲ့လိုမျိုးကြီးလာမေးကြတဲ့ခါမှာကျမကကျမလုတ်ခဲ့တဲ့ဟာတွေပေါ့နော်အဒိဋ္ဌံနေကျမလုတ်ခဲ့တာတွေပြပြတယ်နောက်ပြီးအခါကျတော့ကျမဒီဆူတောင်းတာတွေပေါ့နော်အဲ့ဒါကြီးလုတ်ခဲ့တယ်ဆိုတော့ပြပြတယ် အဲ့ခါကျတော့အဲဆူတောင်းတယ်ဆိုတာဘယ်လိုမျိုးလဲပေါ့နော်ဘယ်လိုဆူတောင်းတာလဲဆိုတော့အဲ့ဒါကြီးလဲလာမေးကြရဲနောက်ပြီးအထိတ်ထန်ဆိုတာဘယ်လိုဟာမျိုးလဲဘယ်လိုလုပ်ရတာလဲဆိုပြီးလာမေးကြရဲရှိရဲပေါ့နော်အဲအဲကြောင့်ကျွန်မဒီနေ့ပြပြချင်းလို့ဒီဗီဒီယိုလေးကိုကျွန်မရိုက်လိုက်တာပေါ့နော်အဲ့တော့အရင်ဆုံးဆူတောင်းတဲ့နီးပေါ့နော်ဆူတောင်းတဲ့နီးရကြတော့ကျွန်မဗီဒီယိုလေးပေါ့နော်ပင်ထောက်ထားတဲ့ဗီဒီယိုလေးမှာအဲ့မှာ reply ပြန်ထားတဲ့ဗီဒီယိုနောက်တစ်ခုရှိရဲ့ အဲ့ဒါကိုတွက်ကြည့်လို့လည်းရတယ်ဆိုတော့ဆူတောင်းတဲ့နေကကြတော့ကျမကကုသိုလ်ကောင်းမှုလုပ်ပြီးဆူတောင်းနေဒါပါပဲရိုးရှင်းရှင်းပဲပေါ့နော်အလှူဒါနလုပ်တယ်ဥမာဘုရားရှိခိုးတယ်ဒါမျိုးပြီးလို့ရှင်ကျမအိမ်ပိုင်ရပါစီအိမ်လေးရပါစီဆူတောင်းနေပေါ့နော်အဲတခါလေကြလို့ရှင်လည်းစိတ်ထဲမှာအဲတိမ်ဘလောက်ဘလောက်တန်အိမ်ရပါစီအဲ့လိုမျိုးပေါ့နော်အမျိုးဆူတောင်းပြီးလုပ်တိုင်းလည်းရှိရပေါ့နော်ဆိုတော့အဲ့ဒါပါပဲထပ်ခါတခါဆူတောင်းနေဒါပဲပေါ့နော်ဆိုတော့အဲ့ဒါလည်းရိုးရှင်းရှင်းပဲနော် အဲအဓိကကျွန်မဆူတောင်းတဲ့နေတွေဒိဋ္ဌန်နေကျွန်မပြပြချင်တာတော့မဟုတ်ဘူးပေါ့နော်။အဲကျွန်မပြပြချင်တာကျွန်တော်တို့ဆူတောင်းတဲ့ဟာတွေအကြတော့ကျွန်တော်တို့ပြည့်နိုင်တယ်။ဒါပေမဲ့ဆူတောင်းမပြည့်ခင်မှာကျွန်တော်တို့ကဘယ်လိုလဲဆိုတော့ကွာပေးဆက်ရတာတွေလည်းရှိတယ်။အဲနောက်တစ်ခုအကြတော့ ဒီဆူတောင်းပြည့်ပြီးတဲ့အခါမှာလည်းထပ်ပြီးတော့ပြန်ပြီးတော့ပေးဆက်ရတဲ့ဟာတွေကျမတို့မှာရှိတယ်ပေးဆက်ရတဲ့ဆိုတာဒါနိုင်ရုံညီထွေကိုကဖြစ်အောင်နေတတ်ရတဲ့ဟာတွေရှိတယ်ပေါ့နော်ဒီခါလေးကျတော့ကိုရထားတဲ့ဟာကိုမကျင်နဲ့ဘူးကိုမလို့ချင်ဘူးဒါဒါကြီးတွေမလို့ချင်တော့မကြိုက်တော့ဘူး ဒါမျိုးဆိုစိတ်ထဲလည်းနေလို့မကောင်းဘူးနောက်တစ်ခုရဖို့လည်းကြံ့ကြရတယ်ပေါ့နော်အဲ့ဒါမျိုးတွေဖြစ်တတ်တယ်အဲကြောင့်မလို့ကိုရတဲ့ဟာလေးကိုအကောင်းဆုံးပေါ့နော်လက်ခံပြီးရောပေါ့နော်ကျေးဇူးတင်တတ်ဖို့လို့ရပေါ့နော်လိုင်ယွန်ကြီးထွေတန်နိုင်ဆုံးဖြစ်အောင်နေဖို့လို့ရပေါ့ကျမအဲ့ဒါလေးပြပြစမ်းပါပေါ့စိတ်တချို့ရေဆိုလို့ရှိရင်အဲ့ဒီကိုရထားတဲ့ဟာကိုမကျေနပ်ဘဲနဲ့အစိတ်တက်မှာပေါ့နော်အစိတ်မချမ်းသာဘူးအဲ့လိုမျိုးဖြစ်နေမှာဆိုလို့ကျမကကျမကိုတွေးကြုံရတဲ့ဟာနဲ့ကျမပြပြတာပေါ့နော် အဲ့ဒါကတခုနောက်တစ်ခုကကြတော့အဋိဋ္ဌံပေါ့အဋိဋ္ဌံကိုကျွန်မတို့လာမေးကြတယ်ဘယ်လိုအဋိဋ္ဌံနေလောက်တာလဲပြောပြပါဆိုလို့ရှင်ကျွန်မကအဋိဋ္ဌံကကျွန်မကျွန်မကအဲ့ဒါပြောပြမယ်ဆိုကျွန်မက AC မီတာစုဝင်ပေါ့နော် Abundance Coach Method နာအဲမီတာစုဝင်ပေါ့နော် AC မီတာစုဝင်ဖြစ်ပါတယ် AC မီတာစုဝင်ကိုမသိသေးလို့ရှင်ကျွန်မပြောပြမယ်ပေါ့နော် AC မီတာစုဝင်ဆိုတာဘယ်လိုလဲဆိုတော့ကျွန်မတို့ရဲ့ teacher ပေါ့နော် ကျမတို့ရဲ့ abundance coach မှတ်တမ်းတာဒီချဲဒါ TikTok မှာဆိုရင်ဒီဒီချဲပေါ့เนาะကျတော့ follower တော့အများကြီးပဲเนาะ6သိန်းကျော်ရေကျမအခုပြရတဲ့ဟာတွေမှာเนาะဆိုတော့ abundance coach မှတ်တမ်းတာเนาะဆိုတော့အဲ့ဒီအရာလေးကိုတွားကြည့်လို့ရတယ်အဲ့ဒီ page မှာဒီ chair ကပေါ့နော်အပညာဒါန live တင်နေလဲတင်ပေးရဲ့နောက်ပြီးပွဲတော်တွေနေလဲကူညီပေးရရှိရဲ့ပေါ့နော်အဲ့တော့ဒီ abundance coach method နာဒီ chair ရဲ့ live တွေ သွားကြည့်လိုက်ပေါ့နော်ဗီဒီယိုတွေသွားကြည့်လိုက်ပေါ့နော် TikTok မှာရှိရယ် Facebook မှာရှိရယ်ပေါ့နော်ဆိုတော့တီချာကဘယ်လိုလုပ်ပေးလဲဆိုတော့အော်ပညာဒါန live တွေကျမတို့သင်ပေးရရှိရယ်ပေါ့နော်အစိတ်နေစိတ်ထားပိုင်းနေတခြားစိတ်ဝင်စားစရာတွေအရန်ကိုအသုံးဝင်တဲ့ပညာလေးပဲပေါ့နော်ဆိုတော့အဲ့ဒါတွေတီချာသင်ပေးတယ်အဲ့ဒါကိုကျမကအလိုက်နာတယ် Abundance Coach Method နာမိသားစုဝင်ဖြစ်ခင်ထားရယ်ပေါ့နော်ဆိုတော့အဲ့ဒါကအဲကျမသင်ယူရတဲ့ဟာတွေပြပြရအောင်နော် အနောက်ပြက်ခါကျတော့ Facebook page ကိုကျွန်မပြပြမယ်။ဒီချက်ရဲ့ Facebook page ကလည်း Banas Coach မှတ်တမ်းတာပဲ။ပြီးလို့ရှိရင် YouTube လည်းရှိရယ်ပေါ့နော်။ YouTube လည်းရှိရယ် Banas Coach မှတ်တမ်းတာဆိုပြီးတော့ဒီချက်ရဲ့မိသားစုဝင်အနေနဲ့အနေနဲ့ကျွန်မတို့ခံယူထားရယ်ပေါ့နော်။ဒီ channel လက်တွဲထားရယ်ပေါ့နော်။ Banas Coach မှတ်တမ်းတာเนาะအခုကျွန်မကြည့်နေတဲ့ဟာမှာ 86k follower ပေါ့နော်။ရှိနေပြီ။ ဆိုတော့ဒီချက်ပညာဒနာ live တင်နေတင်ပြီးရ18ချက်21ရက်တည်းလောက်ခိုင်းတာရှိရယ်နော်အဲ့လိုမျိုးလောက်ခိုင်းတာရှိရယ်နောက်ပြက်ခါကျတော့ကျမတို့ပွဲတော်တွေနဲ့ပေါ့နော်တင်ကြပေးတာရှိရယ်အဲ့ဒါတွေကျမနိုင်လို့တဲ့အဲ့ဒီပွဲတော်တွေမှာဒီအိမ်ရစီဖို့အတွက်ပေါ့နော်အိမ်နေကားတွေပေါ့ ာမျိုးရရှိဖို့အတွက်အထိတ်ထန်တစ်ခုပါတယ်။အဲ့ဒါကိုကျွန်မကလိုက်လုပ်တယ်ပေါ့နော်။ပြောရရင်မယုံတော့နဲ့လိုက်လုပ်ခဲ့ရပေါ့နော်။အလိုက်လုပ်ခဲ့ရဒါပေမဲ့ကျွန်မကဟိုပြောရရင်ဆောင်းလည်းဖြစ်တယ်ပေါ့နော်။ကျွန်မလက်တွေ့တကျနေမှာအရန်ကိုယုံတတ်တဲ့သူမျိုးပေါ့နော်။အဲမျက်စိနဲ့မြင်ရမှာလို့သိရမလား။အဲ့လိုမျိုးပေါ့အသိပံပညာမှာဒါမျိုးကြီးရှိလားပေါ့နော်အဲ့လိုမျိုးစိတ်ထမရှိတဲ့လူတွေကပေါ့နော်ဒါမဲ့အဲကျွန်မကမသိသေးတဲ့ပညာကြီးရှိရယ်ဒီကောင်းတဲ့ပညာရက်တွေလူတွေကိုကုညီနိုင်တဲ့ပညာတွေအများကြီးရှိရယ်ဆိုတာကြီးကျွန်မကသိလာပြီးတော့တစ်ချက်ရင်းရုံကြည်ကြည်နဲ့နောက်ပိုင်းမှာကျွန်မဆက်လုပ်ဖြစ်တယ်ပေါ့နော် အဲ့ဒါပါပဲကျမတို့ဒီ abundance coach မှတ်တမ်းကဒီတီချဲရဲ့ပွဲတော်ထဲမှာပါတယ်အာအဒိဋ္ဌံပေါ့နော်အဒိဋ္ဌံကျမလိုက်လို့တာပါဒါပေမဲ့တီချဲကတော့ပွဲတော်တွေလူသစ်တွေဆိုလို့ရှိရင်ပွဲတော်တွေကိုအဲတိုက်ရိုက်ကြည့်ချက်ချင်းမတက်ခိုင်းဘူးပေါ့နော်ပညာဒါနာ live တွေအရင်ကြည့်ခိုင်းတယ်16ချက်27တွေလိုက်လို့ခိုင်းတယ်ပေါ့နော်ပြီးတဲ့အခါမှာမှ အဲ့ဒီမှာစိတ်ချမ်းသာပြီးတော့ပေါ့နော်ကိုကငွေစီးပွားဥစ္စာတွေတိုးပွားလာတယ်ဒါဆိုရင်ပွဲတော်တက်ဆိုပြီးဒီချဲကတော့ညှို့လေးရှိရယ်ပေါ့နော်အဲ့တော့ဒီချဲပြောတဲ့အတိုင်းကြီးကျွန်မကပြန်ပြီးတော့ပြပြတာပေါ့နော်ချင်းမိတ်ဆွေမတိသေးရဲ့ချင်းမိတ်ဆွေတွေပေါ့နော်အဓိကအဲ့ဒါလေးပြပြတာပါအဲ့တော့ဘာဘာတွေလှုပ်ဆိုပြီးတော့ကျွန်မကတော့ရော့ရော့ရော့ဒါဒါဒီလိုဒီလိုလှုပ်ဆိုပြီးတော့ကျွန်မပြောလို့မရဘူးပေါ့နော် ကိုဘာသာကိုတဖြည်းဖြည်းချင်းလေးလာသွားရမယ်ဟာမျိုးတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့เนาะဒီဆရာကောင်းသမားကောင်းရှိရဲ့အချိန်မှာကျမကတော့သွားပြီးလေးလာပါလို့တိုက်တွန်းလိုက်ပါတယ်တချို့တွေကကြတော့အဲအိမ်လိုချင်တဲ့ဘာလိုချင်တဲ့ဒါပေမဲ့ငါမလေးလာချင်ဘူးအဲဒါတွေလည်းမလုပ်ချင်ဘူးအချိန်လည်းမရှိဘူးဆိုရင်တော့ကိုနဲ့အလန်းဝေးနေမှာအဲအလန်းဝေးနေလိမ့်မယ်ပေါ့เนาะအဲ့လိုမျိုးဖြစ်မှာကျမစိုးတယ်အဲကြောင့်မို့လို့တော့ကိုဘက်ကတော့အချိန်ပေးပြီးတော့ လေ့လာကြည့်ပါလိုက်ပြီးတော့လုပ်ကြည့်ပါလို့ကျွန်မကတော့တိုက်တွန်းနေပါတော့ဆိုတော့အဲ့ဒါပါပဲနောက်ပြီးတော့ by the way ကျွန်မဒီ7လအပိုင်းပေါ့နော် VIP အတွက်ကိုကျွန်မကန်ထူးသွားစေတဲ့မှာပါပါတယ်အဲ့တက်လေဝမ်းသာနေပေါ့နော်ချစ်ရဲ့တီချဲ့ရဲ့ VIP ကိုကျွန်မကကန်ထူးသွားတယ်ကျွန်မ VIP တက်ခွင့်ရတော့မယ်